မင်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်ဇွန်လ23ရက်နေ့ရေဒီယိုအန်ယူဂျီမနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမ။ပထမအဆုံးတင်ပြပေးမယ့်သတင်းကတော့ဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်တော်လင်းရံမွေငွေဈေးရောင်းပွဲလနဲ့မြို့မှာကျင်းပမယ့်သတင်းပဲဖြစ်ပါတယ်။ဇွန်လ22ရက်နေ့မှာနိုင်ငံတော်အတိုင်ပင်ခံမေဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်တော်လင်းရံမွေငွေဈေးရောင်းပွဲတွေကိုလနဲ့မြို့မှာကျင်းပခဲ့တယ်လို့ Energy UK ကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ဈေးရောင်းပွဲတော်တို့နိုင်ငံတော်တိုင်ပင်ခံရေးသားငယ်ကိုထိန်လင်းတဲ့အတူပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆ UK နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဥမမအောင်နဲ့ဒေါက်တာတက်ကူကူတို့တက်ရောက်ခဲ့ကြပြီး Britain Conservative Party ဝန်ကြီးဟောင်း Mr. Paul Scully လည်းတက်ရောက်ပြီးမွေးနေ့ဆုတောင်းစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ခန်းနမှာမေတော်အောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားကြတဲ့ UK ရောက်မြန်မာပြည်ပေါ်တိုင်းသားများအားလုံးစုပေါင်းပါဝင်ခဲ့ကြပြီးရိုးရာအစုကများ မိမိတာပွဲတခြင်းများနဲ့တင်ဆက်ဂုဏ်ပြုကြတဲ့ပြင်မေတော်အောင်ဆန်းစုကြည်ရဲ့ပြည်သူနဲ့ထတ်တူဆွန့်လွတ်အနေနာခံရည်တည်ခဲ့မှုများကိုဖောက်ချူးတင်ပြတဲ့မင်းနဲ့တူပြဆက်နဲ့လည်းတင်ဆက်ဂုဏ်ပြုခဲ့ကြတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့မတရားဖန်ဆီးထားခြင်းခံရတဲ့ဒေါက်ဆန်းစုကြည်ရဲ့ကျမရဲ့အတွက်ဆုတောင်းမေတ္တာပို့သကြပြီးတပည့်သူကိုထိန်လင်းမှမွေးနေ့ရှင်ကိုစားမွေးနေ့ဂိတ်ခွဲပေးခဲ့ကြောင်းသိရပါဗျ။ရမငွေစီယောင်းပွဲမှရရှိတဲ့ရမငွေများကိုမြမပြည်မှလိုအပ်နေတဲ့နေရာများသို့ပေးပို့လှူဒန်းသွားမှာဖြစ်ပြီး မွေးနေ့ကျူကာလာကလည်းကိုထင်းလေးဦးဆောင်တဲ့မွေးနေ့အမှတ်တရပြက်ကလေးမွေးနေ့ကမွေးနေ့ဆူတောင်းဗီဒီယိုကမ်ပိန်းများမှာ UK ရမြန်မာများတက်ကြွစွာပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။ဒေါက်ဆန်းစုကြည်လူမျိုးရင်းနဲ့မြန်မာပြည်ငင်းချိုင်းတို့အတွက်နိုင်ငံတကာမှဝိုင်းဝန်းကူညီပေးကြပါရန်ဗီတိရှ်ဘီယင်မင်းမြတ်နဲ့ဝန်ကြီးချုပ်တို့ထံသို့ပေးစာတစ်စောင်ကိုလည်းကိုထင်းလင်းနဲ့အတူ UK ရမြန်မာအဖွဲ့အစည်းရှိခုတို့မှစူပေါင်းလက်မှတ်ရေးထိုးပေးပို့ခဲ့တယ်လို့သိရပါတယ်ရှင်။ နောက်ထပ်တင်ပြမယ့်သတင်းကတော့ဒေါက်ဆန်းစုကြည်ရဲ့80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်စုတောင်းပွဲ New York Times Square ရင်းမြစ်မှာကျင်းပတဲ့သတင်းဖြစ်ပါတယ်။ဇွန်လ22ရက်နေ့က American ပြည်တော်စု New York City မှာရှိတဲ့ Times Square ရင်းမြစ်မှာနိုင်ငံတော်တမင်ကလူထုကောင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့သက်80ပြည့်မွေးနေ့စုတောင်းပွဲနဲ့ဖန်စီကန်နိုင်ငံအကျဉ်းသားအလုံးလူများရဲ့စုတောင်းပွဲကိုကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။ဆိုပါစုတောင်းပွဲမှာဘာသာကြီး၄ဘာသာမှကိုယ်စားလှယ်များကစုတောင်းစကားတွေရွတ်ဆိုစုတောင်းခဲ့ကြပြီး ။လူလာသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ္မကြီးဦးကျော်မိုးထွန်းကလည်းလူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်အတွက်ဝင်းနေမတရားဂုဏ်ပြုစကားပြောကြားပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တော်လန့်အစိုးရများဖြစ်ကြတဲ့ကျော်တီဟဝင်းနိုင်စုလီယိုနဲ့အခြားဆိုရှင်တွေကလည်းဝင်းနေမတရားသချင်းများတီးဆိုးပြောပြခဲ့ကြပြီး NYCBC မှစီစဉ်တဲ့လူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကယ်လရီကိုပြသထားကလိုင်းရောက်ကြည့်ရှုကြတဲ့ကဘာရရက်ကခီးသွားများစိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြတယ်လို့သိရပါတယ် ဲ့ဒီနောက်ဒေါက်ဆန်းစုကြည်မွေးနေ့အမှတ်ရကိတ်မုတ်ခွဲကဒေါက်ဆန်းစုကြည်ပါဝင်ဖန်စီကန်နိုင်ငံအကျဉ်းသားအလုံးမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေကြောင်းဆုတောင်းခဲ့ကြတယ်လို့သိရပါတယ်ရှင်။ဂျာကာလာဒီတန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီနဲ့တနင်္လာနေ့တိုင်းပြည်သူ့အုပ်ချုပ်ရေးဖွဲ့များစီဝေးကျင်းပပြုလုပ်တဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။မြို့သားညီညွတ်အစိုးရဂျာကာလာဒီတန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီနဲ့တနင်္လာနေ့တိုင်းပြည်သူ့အုပ်ချုပ်ရေးဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေး6မြင်းဆောင်2025ကို ဇွန်လ22ရက်နေ့မနက်7:00နာရီအချိန်မှာကျင်းပပြုလုပ်ခဲ့ရာစီဝေး၌ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီတွင်ရဲမှုအဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးချုပ်ရုံမြေရန်အတွက်ဝင်မှဖွင့်မစကားပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဝင်များမှအုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနဲ့ပတ်သက်ပြီးသိရှိလိုသည့်များကိုဆွေးနွေးခဲ့ကြရာဝန်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့ပါတယ်။ဆိုပါတွေ့ဆုံပွဲသို့မြေရန်အတွက်ဝင်များဒုတိယအတွက်ဝင်များတွဲဖက်အတွက်ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့ တနင်္လာနေ့တိုင်းမှာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီးစီဝေးကိုနေ့လယ်၁၇နာရီအချိန်မှာရပ်နားခဲ့တယ်လို့သိရပါတယ်ရှင်။2025ခုနှစ်ခြေကပညာပီးမောက်ကျောင်းစစ်ဆေးကဲ့ဖြစ်ခြင်းစနစ်သစ်ဒွါရသမာရန်စတင်ဖြစ်ဆုံးမဲ့ရက်ထုတ်ပြန်ကြေညာတဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။2025ခုနှစ်အခြေခံပညာပြည်မြောက်ကျောင်းစစ်ဆေးကဲ့ဖြစ်ခြင်းစနစ်သစ်ဒေါက်တာသမရန်စတင်ဖြည့်ဆွနိုင်မဲ့ရက်နဲ့ဖြည့်ဆွနိုင်တဲ့ကာလကိုမြို့သားညီညွတ်အစိုးရပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာပါရတယ်။ ်အွန်လိုင်းနဲ့ဖြည့်ဆွရန်လျှောက်ထားခဲ့ကြတဲ့သမတ်ချက်နဲ့ကိုင်ကြီးတဲ့ကျောင်းသားကျောင်းသူများသည့်2025ခုနှစ်ဇွန်လ25ရက်နေ့မှစတင်ပြီး2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ထိအွန်လိုင်းမှာဖြည့်ဆွနိုင်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။မြေပြင် offline တွင်ဖြည့်ဆွရန်လျှောက်ထားခဲ့ကြတဲ့ကျောင်းသားကျောင်းသူများအတွက်ပြေဆုံးခွင့်မဆုံးရှုံးစေရင်းနဲ့နောက်ကျကြံရှိမှုမဖြစ်စေရတို့အတွက်ပညာရေးဝန်ကြီးဌာနအနေနဲ့မြို့နယ်ပညာရေးဘုတ်ဖွဲ့များအစာပြေဌာနများနဲ့ဆွေးနွေးပြီးဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ 2025ခုနှစ်မေလ25ရက်နေ့တွင်ညွှန်ကြားချက်အမှတ်1025အဖြစ်မြို့သားညီညွတ်အစိုးရပညာရေးဝန်ကြီးဌာန၏အသိမှတ်ပြုမှုချိတ်ဆက်ပူပေါင်းမှုတို့ဖြင့်မြေပြင်တွင်ဖွင့်လှစ်တင်ကြားနေသောဂျာကာလပြည်သူပညာရေးအကြောင်းများအလုံးကိုယာယီရက်နာထားရန်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးဆိုမှထုတ်ပြန်ချက်မှာစာသင်ကျောင်းများဘေးရန်ရဲ့ကင်းရှိရေးအစီအမံများဆောင်ရွက်နေစဉ်တွင်ယာယီရက်နာထားရန်ညွှန်ကြားထားတာကြောင့်မြေပြင် offline တွင်ဖြစ်ဆိုမဲ့စာပြေဌာနများသည်လည်းဘေးရန်ရဲ့ကင်းရှိရေးအစီအမံများဆောင်ရွက်ပြီးချိန်မှာ သက်ဆိုင်ရာမြို့နယ်စာပြေဌာနများရဲ့သက်မရက်တွင်စတင်ဖြည့်ဆို့နိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်ရှင်။ဆက်လက်တင်ပြမယ့်သတင်းကတော့ IH လက်တင် जा ရေးဆရာဖြစ်တင်နန်းကျင်းပပြုလုပ်တဲ့သတင်းပဲဖြစ်ပါတယ်။ပြည်သူပန်းနိုင်တဲ့ Principle of Humanity POH တို့ပူပေါင်းပြီး International Humanitarian Law IH လက်တင် जा ရေးဆရာဖြစ်တင်နန်း IH Training or Trainers ကိုဇွန်လ16ရက်မှ20ရက်နေ့ထိ9ရက်တာဖွင့်လှစ်ပြုလုပ်ခဲ့ကြောင်းပေါင်းစည်းလမ်းမှသတင်းထုတ်ပြန်ပါတယ်။ တင်းနှံကာလအတွင်းပြည်ပဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ၊ဂျန်နာခွဲခြားမှုများနဲ့လိင်ချေပြုတ်ကျန်းဖတ်မှုများဆိုင်ရာစစ်တုံးမှန်ထိမ့်သိမ်းထားရှိခြင်းဆိုင်ရာများနဲ့တင်ကြားပံ့ပိုးခြင်းဆိုင်ရာရည်သွေးများတိစောက်ပေးခြင်းစတဲ့အကြောင်းအရာတွေကိုဆွေးနွေးပို့ချခဲ့တယ်လို့ဖော်ပြထားပါတယ်။ IHR တင်ကြားရေးဆရာဖြစ်တင်နှံကို CDM တက်မတော်သားနဲ့ရဲသားစုစုပေါင်း19ဦးတက်ရောက်အောင်မြင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒေါ်ဆန်းစုကြည်80နှစ်ပြည့်မွေးနေ့ ဆန်ဖရန်မြန်မာမိသားစုများစုဝေးခြင်းပါတဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။ American ပြည်ထောင်စု California ပြည်နယ် San Francisco area နဲ့မြန်မာမိသားစုများစုပေါင်းပြီးမြန်မာပြည်ကောင်းဆောင်တောင်ဆန်းစုကြည်80ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲကိုဇွန်လ22ရက်ညနေခင်းမှာကျင်းပခဲ့ကြပါတယ်။မြန်မာရေးအစီအစဉ်များအစဉ်ကျင်းပနေကြ Bay Area ရှိမြန်မာ Community Center OMC မှာကျင်းပခဲ့ရာမြန်မာပြည်ပမိသားစုများတရားကြောက်တက်ရောက်ခဲ့ပါတယ်။ခန္ဓာမှုများဖြင့်မျိုးဆက်သစ်ဂျန်ဆက်သမီးငယ်လေးများကဆောင်ရွက်ကြပြီး မတရားစကားပြောကြားခြင်းအမေမြန်ဆုံးလူမြောက်ပါစေအမေကျန်းမာပါစေစသဖြင့်ဆုတောင်းခြင်းကလေးငယ်များကကြပြားများရွဆိုခြင်းမတရားသချင်းများဖြင့်ဂုဏ်ပြုခြင်းဝိနည်းကိမ့်မှုခွဲခြင်းမိထုံဆုတောင်းကြခြင်းစသည်များပြုလုပ်ကြပါသည်ဒေါန်ဆန်းစုကြည်ကိုဂုဏ်ပြုမတရားစကားများကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုဧည့်သည်တော်တွေကပြောကြားခဲ့ကြပါတယ်။ Don't sense you are အနေနဲ့ကို she's about always positive thinking ဟာ negative ဖြစ်တဲ့စကားတွေကိုဒီတော့မှကျွန်တော်တွေကိုပြောခဲ့ပါဘူး။ နောက်ဆုံးကျွန်မခုနသားသားကြီးလို့ရှိဒီမှာပြပြရပေါ့နော်ဟိုဆောင်ထဲမှာသုံးနေကြကြပြီထောင်သုံးနေကြတာတောင်မှဒီစစ်ကြောရေးဆိုတဲ့အဖွဲ့ကြီးကကျွန်မတို့ကိုခေါ်ပြီးတော့စစ်ပါရဲ့အဲ့လိုစစ်တဲ့အခါမှာကျွန်မတို့တွေကိုစောင့်ကြည့်နေပေါ့နော်။နောက်ချုံပြီးတော့ဟာခေါ်သွားရဲ။ဒါကတိုင်းကြီးကခေါ်သွားရဲ။ဘူးခေါ်သွားမှမသိ။တိတ်ကြောက်တာရဲ့အမရဲ့လို့ပြောတော့အမကဒီကျွန်မတို့ကိုပြုံးပြုံးလေးကျွန်မကိုကြည့်နေပါပြောလဲဆိုတော့မကြောက်ပါနဲ့တဲ့။ ဆိုတော့အမောင်ကလည်းမကြောက်ပါနဲ့အဲ့ဒီကြောက်တဲ့အခါကျလို့ရှိရင်တို့မှအားကိုးစရာဆိုလို့ကိုယ့်ရဲ့လက်ကလေးနှစ်ဖက်ရှိပါတယ်ကြောက်လာတဲ့အတိုင်းပဲတဲ့ကြောက်လာတဲ့အခါတိုင်းအမောင်ကမြင်တဲ့အခါတိုင်းမှာတဲ့ကိုယ့်လက်ကလေးကိုအားနာဆုပ်ထားပါတဲ့ ဒီလက်သီးစုပ်ကြီးရနေပြီးတော့ကိုယ့်ရဲ့အင်အားကိုယူပါတဲ့မကြောက်တဲ့အင်အားပေါ့တတ်သိရှိတဲ့အင်အားကိုယူပါတဲ့နော်အဲ့ဒီခါကြလို့ရှိရင်ကိုယ့်ရဲ့အင်အားတွေပေါ့နော်ကိုယ့်ကိုယ်ကိုပြန်ပြီးချုပ်တီးရတဲ့အင်အားကိုကြောက်ဘူးဆိုတဲ့ဟာနဲ့လာသမျှဒုက္ခတန်ကိုကိုယ်ကခံနေရှိတယ်လို့ပြောခဲ့တယ်အဲ့တော့ကျမစဉ်းစားတယ်အခုအချိန်မှာအမဆိုရင်သူ့ရဲ့လက်သီးလေးကိုဘယ်လောက်ကြည့်ကြည့်ပါအောင်စုပ်ထားမလဲ ဒီလက်ဒီတစ်တပါလို့ဆုတ်ထားပြီးတော့သူရတဲ့အင်အားတွေကိုယူပြီးတော့အဲ့ဒါသူ့နိုင်ငံအတွက်ဒူးမထောက်စတာเนาะနိုင်ငံတောင်းလို့ကျမတို့ပြပမှရှိနေတဲ့ဒီဒီပြင်းမှရှိနေတဲ့ဒါတွေယနေ့အချိန်ထိသူကအားပေးနေရှိနေဆိုတာကျမပြန်ပြီးမှမရောမိပါရဲ့စစ်ကောင်စီရဲ့မတရားချင်းချချင်းခံထားရတဲ့မြမပြည်အမျိုးသားကောင်းဆောင်ဒေါအောင်ဆန်းစုကြည်လူမျိုးရဲ့အတွက်နိုင်ငံတကာကမြမမိသားစုများကအခမ်းအနားများအထိမ်းအမှတ်လှုံ့ဆော်မှုများစွာကျင်းပလျက်ရှိပါတယ် လာတူနယူးယောက်မြို့တော်မှာလည်းဒေါအောင်ဆန်းစုကြည်80ပြည့်အထိမ်းအမှတ်မြန်မာတိုင်းသားများကစုဝေးကျင်းပခဲ့ကြပါရဲ့ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ရဲ့280ပြည့်မွေးနေ့မတ်တရကမ်ပိန်း post ကို share SDB cross SUAT ဖြင့် publish ရခဲ့သူများမှကန့်ထူးရှင်တရားထွက်ပေါ်တဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာလူထုရဲ့ဒီမိုကရေစီမိခင်ဒေါအောင်ဆန်းစုကြည်ရဲ့280ပြည့်မွေးနေ့မတ်တရကမ်ပိန်း post ကိုဇွန်လ9ရက်နေ့မှ19ရက်နေ့အတွင်း Shell SDB Cross 280ဖြင့် publish ရခဲ့သူများအနက်မှကြာမင်းရွေးချယ်ခံရတဲ့ကန်ထူးရှင်ရောက်တရာထွက်ပေါ်လာပြီဖြစ်ကြောင်းຫນွေဥပံမှအသိပေးကြေညာပါတယ်။ကန်ထူးရှင်များအနေနဲ့ဆုလက်ဆောင် NOH Gift Card 2000ကျပ်တန်းထုတ်ယူနိုင်ရန် SDB Page ရဲ့ Facebook Messenger မှတစ်ဆင့်လာရောက်ဆက်သွယ်ပြီးထုတ်ယူနိုင်တယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ Car Shell ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။